တမီးလေးရဲ့ဖြစ်တယ်မှုကိုထုတ်ပြတိုင်းဝေဖန်ခံရမှာဆိုလို့အလို့တစ်ခုလုပ်ပြီးတော့ထုတ်ပြတတဲ့နေနေခင်းဆုံးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေနေခင်းဆုံးကတော့တမီးလေးရဲ့ဖြစ်တယ်မှုပုံစံကိုထုတ်ပြကြလို့အမြင့်ကျန် CD ကလေးဖြစ်ပါတယ်အချိန်ဒီကြောက်ကြောင်းနေကြောင်းတမီးလေးကိုထုတ်ပြလို့မသင့်တော်သလို ထုတ်ပြလိုက်ရင်လည်းလူအများကြီးဝေဖန်ခံရမှာသူ့အနေနဲ့ယူဆိုင်နေရတာပါ။နီနီခင်စောကကလေးဝေးပြီးတာနဲ့သမီးလေးကိုပုံကိုချပြပြီးသမီးလေးရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကိုထုတ်ပြပြီးသူပြချွေပြကြပေမယ့်ခွင့်မသားလို့ညင်နေရလဲဖြစ်ပါရည်။နီနီရတခုခုဆိုရင်သူများတဲ့ပို့ခဲ့တာအလောမြင်ပါပြီ။ယောက်ျားယူတော်ကဆိုရင်လည်းထူးဆန်းတဲ့အမိုက်စားဖြစ်အောင်ဝေးတဲ့တင်နာမှာဆက်စီကရေကပြီးတော့ကျူးကဲဘူးတဲ့ချီပါပဲ။ ယောက်ျားတယောက်ရှိဖို့ကိုမျိုးစုံနေကျူပြတတဲ့နီနီခင်ဆောင်ဟာသမီးလေးကိုကိုဝင်ဆောင်တော့ကဆိုရင်လည်းညင်ညင်မနေဘဲနဲ့ဘိုက်ကိုအသားပေးလို့တော့ပရိသတ်ဒီဝေဖန်နာကိုကလေးမွေးကန်ဒီထိခံကြရတာလေးဖြစ်ပါရီပရိသတ်ဝေဖန်ချစ်စရာကောင်းအားလေသူ့ပုံစံကထူးကဲလွန်းနေတာတော့သိကြပါပဲနော်ကိုဝင်ကတဖြည်းဖြည်းနေစီလာစီဖြစ်လာပြီမိနီနီကတော့ညင်ညင်မနေဘဲနဲ့ဘိုက်ကြီးဖော်ပြီးတော့အကမပြတ်ခဲ့ပါဘူး ူးရဲ့ကိုဝင်ကိုမြင်သာစေမင်းဘိုက်ပေါ်ဝတ်တိဝစားပြီးတော့အရင်ကနေကြတာလေးဖြစ်ပါရီပရိသေချိုကတော့နီနီခင်ဆိုရဲ့သမီးလေးကကြီးလာရင်ဒန်းစာများဖြစ်မလားမသိဘူးဆိုပြီးတော့မှတ်ချက်ပေးရရှိကြပေမိကြီးမရတဲ့ပရိသတ်တွေကတော့အများအပြားဝေဖန်ခဲ့ကြတာလေးဖြစ်ပါရီကိုဝင်နဲ့တောင်မှညီညီမနေသလိုဘိုက်ပေါ်ပြီးတော့အရှက်မဲ့လို့နေဆိုပြီးတော့ဝေဖန်ပြောဆိုကြတဲ့အထိပါပဲနီနီကတော့မွေးကန်နီတီဝေဖန်မှုတွေကမကင်းလွတ်ခဲ့သလိုကလေးဝေးပြီးချိန်မှလည်းထပ်ပြီးတော့ဝေဖန်ခင်ရတဲ့ဖြစ်ပါပြီနီနီကတော့သမီးလေးကိုငလင်မလုတ်ခင်ရှက်ပိုက်လောက်မှမွေးဖွားခဲ့တာပါ ဖြစ်ထန်တဲ့ငလင်းလောက်ခတ်မှုကြီးကြောင့်မြန်မာပြည်သူပြည်သားတွေဒုက္ခမရောက်ခင်ရှက်ပိုင်းလိုမှာပဲသမီးဖြစ်သူကိုမွေးဖွားခဲ့တာလည်းဖြစ်ပါရည်။ဘယ်ချိန်မှစို့ကျူပြတတ်တဲ့နီနီကတော့သူ့ရဲ့သမီးဦးလေးကိုထုတ်ပြခြင်းပေမဲ့ပြည်သူတွေစိတ်ညစ်နေတာမလို့မျိုးသိပ်ပြီးတော့နေကြရတာဖြစ်ပါရည်။နီနီကတော့မွေးထားတာမကြသေးတဲ့သမီးလေးကိုထုတ်ပြခြင်းပေမဲ့ပရိသတ်တွေဝေဖန်မှာဆိုလို့တရားပြင်ဆင်ပြီးမှထုတ်ပြခဲ့တာပါ။နီနီကတော့သမီးလေးကိုထုတ်ပြတိုင်းမှာဝေဖန်မှုတွေကင်းလို့အောင်အလိုလိုပြီးတော့ထုတ်ပြခဲ့တာလည်းဖြစ်ပါရည်။ ။တမီလေးကမွေးပြီးချိန်မှာတမီလေးရဲ့ခြေလေးလက်လေးတွေကိုထုတ်ပြခဲ့တယ်လို့ပရိသတ်ကားမြောင်ငလင်တန်းသိပ်ပြည်သူတွေကို30လူတန်းခဲ့တာလည်းဖြစ်ပါရယ်။ညနေကတော့ကိုရိုင်းကမီဒီယာထဲမှမလို့တက်နိုင်သလားလူတန်းတာဆိုပြီး30လူတန်းခဲ့ပေမဲ့ပရိသတ်တွေကြားမှာတော့ဝေဖန်စရာဖြစ်ခဲ့တာလည်းဖြစ်ပါရယ်။ငွေကြေးပြေဆုံးနေနိုင်ငံကျော်ဆိုတော့တရားဖြစ်ပြီးဖတိမလောက်တောင်မှမလို့ဘူးဆိုပြီးတော့နှိုင်းရှင်ဝေဖန်ခဲ့ရတာပါ။လမ်းမေးစရာနဲ့ဖတိမချင်းမောင်းတောင်မှမိဖွားစီရိတ်30လူတန်းချိန်မှာနီနီခင်ဆောင်ရဲ့30ကဝေဖန်ချင်းစရာကောင်းခဲ့တာလည်းဖြစ်ပါရယ်။နီနီကတော့ဝေဖန်တဲ့နေကိုပြန်ပြီးတော့မတုတ် ်ပြန်ခဲ့ပေအခုချိန်မှာနောက်တစ်ချိန်လှူဒန်းလိုက်ပြီးလဲဖြစ်ပါတယ်။နေနီယာအခုတစ်ချိန်ထပ်ပြီးတော့လှူဒန်းချိန်မှာတမီးနဲ့တူတူရိုက်ကူးထားတဲ့သူတို့လင်မယားပုံပါတဲ့မတ္တရအနေနဲ့ရှိုက်ကူးပြီးတင်ပြီးခဲ့ရလဲဖြစ်ပါတယ်။သူကတော့တမီးလေးပုံကိုပထမဆုံးတင်တဲ့ချိန်မှာပထမဆုံးနေနဲ့အလူလေးပြူပြရစီဆိုပြီးတော့သိန်း၂၀ကိုချက်ပြီးတော့လှူဒန်းပေးခဲ့ရလဲဖြစ်ပါတယ်။နေနီကတော့တမီးလေးရဲ့ပထမဆုံးပုံတင်မတ္တရအနေနဲ့အင်းလေးဒေတာပြန်လဲထူထောင်ရင်းနဲ့ရှေးဘောအင်းလေးပြန်လဲတိဆောက်ရင်းမှာသိန်း၂၀လှူဒန်းခဲ့ရလဲဖြစ်ပါတယ်။ ဒီနေ့ကတော့ချစ်စရာကောင်းတဲ့သမီးလေးရဲ့ဖြစ်တည်မှုကိုခြားပြခြင်းပေမယ့်မွေးဖွားပြီးရပိုင်မှာပြည်သူရင်းကလေးကြောင့်ဒုက္ခရောက်နေတာမလို့မျိုးသိခဲ့ရတာလည်းဖြစ်ပါတယ်။နေဒီကသမီးလေးကိုထုတ်ကြားခြင်းပေမယ့်အချင်းဒီကြောင်းမျိုးစုံကြောင်းခုမှထုတ်ကြားဖြစ်တာဆိုပြီးတော့လူတက်မှုရဲ့တူပေါ်လေးတင်ပြီးကြွားဝါခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ရဲ့သိနေစေလူတက်မှုကပရိသတ်တွေကြားမှာပြောစရာဖြစ်အောင်လားဆိုတာစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ရှင်။ဒီတို့ပင်ဆိုစီကမူအလူကူသမားဟာဂုံရှိစွာဖြစ်တဲ့အတွက်ကြောင့်မလို့ညာမင်းကြီးလောက်ပဲလို့လူညောင်စီလောက်ပဲလို့လို့တာလူနူမောနာခေါ်ဆိုရပါတယ်ရှင်။ အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်